အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာတမရော်သားအများစုအခြေစိုက်တဲ့နေပြည်တော်ကောင်စီနယ်မြေဆေးရသီရိမြို့နယ်မှာစက်တင်ဘာလ20ရက်နေ့မနေ့ကရွေးကောက်ပွဲပညာပေးဟောပြောရေးပြုလုပ်ခဲ့ပါတယ်။ RFA သတင်းတော့ကိုဝင်းကိုကိုလက်ကကောက်နှုတ်တင်ပြထားပါတယ်ရှင်။တော်ဆန်းစုကြည်ဟာတမရော်သားတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအများစုနေထိုင်တဲ့ ဇယသီရီမျိုးနဲ့နန်းအောင်ကြည်ရွာမှာဟောပြောခဲ့တာဖြစ်ပါတယ်။ဟောပြောဝေးမစခင်မှာပိုင်းရလန်ဖြိုပြေးဖွဲကလည်းလှုပ်ဆိုးရေးတချင်တွေ NLD ပါတီအောင်နိုင်တချင်တွေနဲ့လည်းဖြိုပြေးခဲ့တာကိုတွေ့ရပါတယ်။တက်ရောက်လာတဲ့ပြိသက်တူကဒေါအောင်ဆန်းစုကြည်တမရာဖြစ်ရင်မြန်မာနိုင်ငံကိုကလားတွေအုပ်ချုပ်လိမ့်မယ်ဆိုပြီးထိုးနဲ့တိုက်ခိုက်မှုတွေပေါ်ဘလို့ပြောချင်မှသလဲလို့မေးမြန်းတဲ့အခါမှာမေဒေါအောင်ဆန်းစုကြည်တမရာတက်လို့ရှိရင်ကလားတွေအုပ်ချုပ်မှာပဲလို့ ို့ပြောပြီးတော့စီးအောင်တာတိုက်ခိုက်တာအင်မတန်မှအောက်တန်းကြတဲ့နိုင်ငံရေးနိုင်ငံရေးလုံးတဲ့သဘောကဘာလဲဆိုတော့ပြည်သူမလဲစားတဲ့သဘောပဲပြည်သူတွေကအဲ့ဒီနိုင်ငံငါတို့ပြောသမျှကိုယုံမယ်လို့ထင်လို့အဲ့လိုအောက်တန်းကြကြနိုင်ငံရေးလုံးထပါတယ်တော်ဆန်းစုကြည်ကိုပြည်သက်တူကတရားဥပဒေစိုးမိုးရေးအတွက်ဘာတွေစောင့်ရင်းနေပါသလဲလို့မေးမြန်းခဲ့ပါတယ်ဒီမ ဲ့ခြုံယုံပြီးပြောရမယ်ဆိုရင်ကျမကျွတ်တော်အတွင်းမှာအဲတရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တယ်။အဲတော့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးအတွက်ဘာတွေလုပ်နေလဲဆိုပြီးတော့မေးတာ။ဒါတော့ကျမပုံမဲ့လေးလေးပြောပြစီကျွတ်တော်ဆိုတာဟာလုံနိုင်တဲ့အခါလုံနိုင်တဲ့အလုပ်တွေဟာအကန့်အသတ်နဲ့ပဲရှိပါတယ်။လွတ်တော်ရဲ့အဓိကတာဝန်ဟာဥပဒေပြုဖို့ဖြစ်ပါတယ်။ဒီဥပဒေထိရောက်အောင်လုပ်ဖို့ဆိုတာဟာအုပ်ချုပ်နေတဲ့အစိုးရရဲ့တာဝန်သာဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျမတို့ကနေပြီးတော့တရားဥပဒေစုံမရေးအတွက်ဖြစ်အောင်ကျမဘာလုပ်ဖို့လိုလဲဆိုတော့ကျမအစိုးရဖြစ်ဖို့လိုတယ်လို့ပဲပြောရတယ်ဒီမိုကရေစီစနစ်မှာပြည်သူတွေကလည်းကိုယ်တော်ဝင်ကိုခြေပုံမှုလိုအပ်တယ်လို့အာဏာကိုအစိုးရထံမှာပဲပုံအပ်တာမျိုးမလုပ်သင့်တဲ့အကြောင်းအခုလိုပြောပါရယ်ပြည်သူကနေပြီးတော့မဲပေးမယ်ဆိုရင်ပြည်သူရဲ့ထောက်ခံမှုနဲ့ကျမတို့အစိုးရဖွဲ့နိုင်မယ်ဆိုရင်ပြည်သူတွေအတွက်ပါကျမတို့တော်ဝင်ယူပါရယ် ဒါပေမဲ့ပြည်သူတွေကလည်းကိုတော်ဝင်ကိုချေပြုံအောင်လို့တော့လိုပါတယ်အရေးကြီးပါတယ်ဘယ်တော့မှဘယ်အစိုးရဝမအားလုံးပုံပြီးတော့မအပ်ထားပါနဲ့လို့ကျွန်မသတိပေးပါစီဒီကြောအစိုးရဖြစ်ရင်လည်းပုံပြီးတော့မအပ်ထားပါနဲ့ဘယ်တော့မှမမေ့နဲ့ဒီမိုကရေစီစနစ်မှာဆိုရင်အဓိကဩဇာကပြည်သူလက်ထဲမှာရှိတယ်ဒါပေမဲ့ပြည်သူတွေအနေနဲ့လည်းတမိုးရှိတဲ့မဲတပြားကိုရောင်းမစားဖို့ကိုလည်း ခုလိုတိုက်တွန်းခဲ့ပါတယ်။ဒီမှာတော့ပြည်သူကခေါင်းထဲမှာသေသေးချာချာဆွဲပြီးမှတ်ထားမှာမဲတိုင်းတစ်ခုချင်းတစ်ခုချင်းဟာအင်မတန်မှတန်ဖိုးရှိပါတယ်။အဲ့ဒီမဲတွေကိုမဖြုံးပါနဲ့။အဲ့ဒီမဲတွေကိုမရောက်စားပါနဲ့။ပေးသမျှတို့ယူပါမဲကိုတော့မပေးပါနဲ့လို့ကျွန်တော်ပြောပြရအောင်။မဲကိုတကယ်တော့မဲကိုရောင်းစားတာဟာကိုယ့်ရဲ့အနာဂတ်ကိုရောင်းစားလိုက်တာနဲ့တူတူပဲ ာကကိုဘယ်သူလက်ထဲမှာထည့်ပြီးတော့ရောင်းစားမယ်ဘယ်တော့မှရောင်းမစားနဲ့ဒီဗီဒီယိုကောင်းစီနေမြေဇေယသီရီမြို့နယ်မှာမဲပေးပိုင်ခွင့်ရှိသူပေါင်း6500ကျော်ရှိပြီးတမရော့သားနဲ့သူတို့ရဲ့မိသားစုဝင်မဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း18000ဝန်းကျင်ရှိပါတယ်။တက္ကိုင်ဖွံ့ဖြိုးရေးပါတီကငိမ့်သာဗိုလ်ချုပ်ကြီးဦးလာထေဝင်နဲ့ NLD ပါတီကဒေါခင်မျိုးတွင်တို့ဟာဇေယသီရီမြို့နယ်ပြည်သူ့လွတ်တော်အတွက်ရှင်မြန်ကြမှာဖြစ်ပါတယ်။ဟောပြောပွဲကိုဒေသခံ1000နီးပါးလောက်တက်ရောက်ကြပြီးဇေယသီရီမြို့နယ်တွင်ကဒေသခံတွေမကပဲ အနီးဝန်းကျင်ကတက်ကုန်းရမဲသိန်းဥတ္တရတိရိပြင်မနာစတဲ့မြို့နယ်တွေကဒေသခံတွေပါလာရောက်ခဲ့ကြတာဖြစ်ပါတယ်ခင်ဗျာ